အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တက်ဆက်ပေးသွားမယ့်သတင်းကတော့ April 3ရက်နေ့ကစပြီးတော့အမေရိကမှာတစ်ခါမှမကြုံစဖူးကားစီးတွေတက်မယ်လို့ကားရောင်းသူတွေကပြောတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ USA Today က March 29 2025မှာတင်ဆက်သွားတာကတော့ သမရထရမ်ဟာ Hyundai ကားကုမ္ပဏီလို အမေရိကမှာကားလာမထုတ်ဖဲနဲ့အခြားနိုင်ငံကနေပြီးတော့အမေရိကကိုကားတွေတင်သွင်းနေတဲ့အပေါ်အခွန်25ရာခိုင်နှုန်းကိုဧပြီလ3ရက်2025မှာစတင်ပြီးတော့ထပ်မံတိုးမြင့်ပြီးကောက်ခံသွားတော့မှမို့လို့အမေရိကမှာကားစေးတွေမကြုံစဘူးအကုန်တက်မယ်လို့ကားရောင်းဝယ်ကုမ္ပဏီတွေအမေရိကန်တွေကိုတတိပေးလိုက်ပါတယ်။သမ္မတဒေါ်နယ်ထရမ့်ဟာပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာပြောသွားတာကတော့ အမေရိကကိုဒေါ်လာဘီလီယံကိုယာနဲ့ချီပြီးနိုင်ငံခြားကနေပြီးတော့ကားတွေကားနဲ့ပတ်သက်တဲ့အပေါ်ပစ္စည်းတွေတင်သွင်းပြီးလှူစားနေကြတဲ့နိုင်ငံတွေဖြစ်တဲ့မက္ဆီကိုကနေဒါဆောက်ကိုရီးယားဂျပန်နဲ့ဂျာမနီနိုင်ငံတို့အပေါ်နောက်ထပ်အခွန်25ရာခိုင်နှုန်းထပ်မံတိုးမြှင့်ပြီးကောက်ခံသွားမယ်လို့ပြောပါတယ်။အမေရိကရဲ့ကုန်သွယ်မှုဝန်ကြီးဌာနရဲ့မှတ်တမ်းအရပြီးခဲ့တဲ့2024ခုနှစ်တနက်ထဲမှာရင် ပြည်ပမှနေ၍အမေရိကန်ပြည်ထောင်စုကြီးစီသို့ကားရီတင်သွင်းမှုဟာဒေါ်လာ214ဘီလီယံရှိကြောင်းသိရပြီးတမရထရမ်ဟာဧပြီလ3ရက်နေ့ကစပြီးနောက်တစ်ပတ်မှစပြီးတော့ပြည်ပမှကားနဲ့ကားပိုပစ္စည်းတွေအမေရိကန်ဘော်တင်သွင်းမှုအပေါ်25ရာခိုင်နှုန်းထပ်မံအခွန်တိုးမြင့်ကောက်ခံပြီးဖြစ်ပါတယ်။အဲ့ဒီလိုတမရထရမ်25ရာခိုင်နှုန်းအခွန်ကို ကားနဲ့ကားပိုပစ္စည်းတွေထပ်မံဒိုးမြင့်ကောက်ခံလိုက်ခြင်းဟာအမေရိကကိုကားတွေတင်သွင်းပြီးလုံဆားနေကြတဲ့မက္ကဆီကိုကနေဒါဂျပန်ဆောက်ကိုရီးယားဂျမနီနိုင်ငံတွေအထည်နာကုန်ကြမှာဖြစ်ပြီးနောက်ထပ်ဒေါ်လာ192ဘီလီယံအပေါ်မှာအခွန်25ရာခိုင်နှုန်းအမေရိကကထပ်မံရရှိသွားမှာဖြစ်ပါတယ်။ဒါဟာအမေရိကနိုင်ငံရဲ့လွတ်မြောက်ရေးနေ့အစပဲလို့သမ္မတထရမ့်ကပြောကြားသွားပြီးငါတို့စီကသူတို့တွေရိုက်စားပြီးယူသွားတဲ့ပတ်စံတွေတွေကတချို့ကို ပြန်လဲ ယူငယ်လိုက်ခြင်းလို့သူကပြောပါတယ်။အမေရိကကိုကာဂိုကားနဲ့ပတ်သက်တဲ့အပိုပစ္စည်းတွေကိုအဓိကတင်ပို့နေတဲ့နိုင်ငံ၅နိုင်ငံကတော့မက္ကဆီကိုကနေဒါဆောက်ကိုရီးယားဂျပန်နဲ့ဂျာမနီနိုင်ငံတို့ဖြစ်ပြီးအခွန်ကိန်းလွှတ်ခွင့်သဘောတူစာချုပ်ထရမ့်သမရ2016မှာ ပထမအကြိမ်ဖြစ်တော့ကချုပ်ဆိုထားတာရှိပါတယ်။အခုသမရဒေါ်နယ်ထရမ့်ဒုတိယအကြိမ်သမရပြန်ဖြစ်လာတဲ့အခါမှာတော့ အဲ့ဒီနိုင်ငံတွေအမေရိကကိုနှစ်စဉ်ဒေါ်လာဘီလီယံရာနဲ့ချီပြီးရိုက်စားနေတာတွေကိုရပ်တန့်လိုက်ပါပြီ။ထရန့်ပြောတဲ့ဥပမာတစ်ခုကတော့ကားတစီးဟာမက္ကဆီကိုမှာထုတ်လုပ်ပြီးတိုဘက်ကအမေရိကပစ္စည်းတွေဖြစ်ပြီးတန်တိုဘက်ကမက္ကဆီကိုရဲ့ပစ္စည်းတွေဆိုရင်အခွန်တိုဘက်စနစ်တသမ5ရာခိုင်နှုန်းကောက်ခံသွားမယ်လို့ပြောပါတယ်။အဲ့ဒီအဓိက5နိုင်ငံမဟုတ်တဲ့နိုင်ငံအသေးလေးတွေအမေရိကကိုကားတင်ပို့မယ်ဆိုရင်တော့အင်စီကားတွေအပေါ်1.5 ရခိုင်နှုံးသာအခွန်ကောက်ခံသွားမှာဖြစ်ပြီးစီးပွားရေးလုပ်ငန်းသုံးကားတွေကိုတော့25ရခိုင်နှုံးအပြည့်ကောက်ခံသွားမှာဖြစ်ပါတယ်။ချင်းချက်အနေနဲ့ကတော့ဥရောပနိုင်ငံတွေကအမေရိကကိုတင်သွင်းတင်သွင်းတဲ့အင်စီဇင်ခံကားတွေအပေါ်မှာတော့28.5ရခိုင်နှုံးထပ်မံတိုးမြှင့်ကောက်ခံမှာဖြစ်ပြီးစီးပွားရေးသုံး truck ကားတွေအပေါ်မှာတော့50ရခိုင်နှုံးတိတိအခွန်တိုးမြှင့်သွားမှာဖြစ်ပါတယ်။သမ္မတ Trump ပထမအကြိမ်သမ္မတစဖြစ်တုန်းကတော့ ကားတွေတင်သွင်းမှုပေါ်တိတ်အာရုံမထားခဲ့ပဲနဲ့သံမဏိတွေအလူမီနီယံတွေစက်ယုံအလုံးယုံပစ္စည်းတွေအပေါ်အခွန်စည်းကြခြင်းအထူးသဖြင့်သူအကြီးကပြတ်မှတ်ထားပြီးအခွန်ကောက်ခံသွားခဲ့တာကတော့တရုတ်ပြည်ဖြစ်ပါတယ်တရုတ်ပြည်ကနေပြီးတော့အမေရိကကို တင်ပို့တာမှန်သမျှကိုအခွန်မြင့်မားစွာသူကောက်ခံခဲ့ပါတယ်စီးပွားရေးပညာရှင်တွေရဲ့မှတ်ချက်ကတော့တန်းနဲ့ချီတဲ့အမေရိကန်တွေနေ့စဉ်အမေရိကမှာ ကားတွေဝယ်ယူနေတာဈေးကွက် ဈေးတွေတက်ကုန်တော့မှာဖြစ်ပါတယ်စားသုံးသူမှတ်တမ်းအရာ2024တနှစ်ထဲမှာကားအစီးရေ16တန်းဟာပြန်မြတစ်စီးကိုဒေါ်လာ5000နှုန်းနဲ့ရောင်းချခဲ့ပါတယ်အဲ့ဒါကတော့အမေရိကန်မှာသုံးတဲ့ Kelly Blue Book ကထုတ်ပြန်ခဲ့တာပါအမေရိကမှာရောင်းနေတဲ့ကားတွေရဲ့90ရောက်ခိုင်နှုန်းဟာဆိုရင်ပြည်ပကတင်သွင်းခဲ့တာဖြစ်ပြီးအခုလိုမထင်မှတ်ဘဲနဲ့မက္ကဆီကိုနဲ့ကနေဒါကတင်သွင်းမှုတွေကားတွေတင်သွင်းမှုတွေအပေါ်ကိုအခွန်အများကြီးခောက်ခံမှုဟာ မေရိကရဲ့ဂါးစေးကွက်ကိုဒိုင်ရိုက်ထိခိုက်သွားမှာဖြစ်ပြီးအကြခင်မှာပဲအမေရိကန်မှာထုတ်တဲ့ကားတွေဟာအဲ့ဒီနိုင်ငံတွေစီကို ပြန်လည်တင်ပို့ရောင်းချသွားမယ်လို့တမရထရန်ကပြောပါတယ်ပြီးတော့သူကဒီအခွန်တိုးမြင့်ကောက်ခံခြင်းဟာတမရတတန်ကုံဆုံးတဲ့အထိဒီအတိုင်းပြဋ္ဌာန်းရပ်တည်သွားမယ်လို့ပြောပါတယ်ဥရောပနိုင်ငံများရဲ့ကော်မရှင်နာဥက္ကဋ္ဌဖြစ်သူအာဆူလာလီယန်က ပြောသွားတာကတော့သမရထရမ့်အခုလိုအခွန်တွေတိုးမြင့်လိုက်ခြင်းဟာစီးပွားရေးအတွက်အလွန်ဆိုးရွားမှုတစ်ခုဖြစ်ပြီးသုံးစွဲသူ အမေရိကန်နိုင်ငံသားတွေအတွက်ပိုမိုဆိုးရွားသွားနိုင်ကြောင်းဥရောပနိုင်ငံများအနေနဲ့ကတော့ဖြစ်လာတဲ့အခြေအနေပေါ်ကိုဖြစ်တယ်လို့ပဲဆက်လက်လှုံ့ဆော်သွားမှာဖြစ်ကြောင်းပြောပါရယ်ကနေဒါရဲ့ဝန်ကြီးချုပ်မတ်ခေါ်နီကတော့ဒီခွန်ကောက်ခံတာဟာ1965ခုနှစ်မှာတုန်းကတည်းကအမေရိကရဲ့ကနေဒါရဲ့မက္ဆီကိုရဲ့ တို့သုံးနိုင်ငံကားအယောင်းပဲတင်သွင်းခွင့်စာချုပ်ကိုအမေရိကကနေစတင်ချိုးဖောက်တာပဲဖြစ်ကြောင်းလို့ပြောသွားပါရယ်အမေရိကန်ကားအယောင်းဝယ်သူတွေရဲ့ပြောဆိုချက်အရတော့25ရာခိုင်နှုန်းအခွန်တိုးမြှင့်ခြင်းဖြင့်အမေရိကမှာကားတစ်စီးဟာဒေါ်လာ3000ကနေ1000အထိဈေးတက်သွားနိုင်တယ်လို့ကားအသစ်ဝယ်ရှိမဲ့အမေရိကန်တွေအတွက်အလွန်အခက်အခဲတွေတွေ့နိုင်ကြောင်းပြောပါရယ်အဲ့ဒီသူတွေထင်မြင်ယူဆချက်တွေကိုတော့သမ္မတထရန့်တုံ့ပြန်သွားတာကတော့ made in USA ကားတွေကိုဝယ်စီးပါအဲ့ဒါတွေဝယ်ရင်ဘဏ်ကနေပြီးတော့ငွေချေးရင် အတိုးပေးစရာလုံးဝမလိုဘူးလို့သူကအာမခံပြောသွားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်သွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Promise USA News YouTube channel လေးကိုကြိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye